ကော်မရှင်တက်မှာစစ်မှုထမ်းတင်တဲ့အကြောင်းတွေတိုးပွေလင်းကျစ်ပေးနေရလို့မြန်မာစစ်ပဲ့အေရာနဲ့လုံခြုံရေးဆိုင်ရာလေလာရေးအဖွဲ့ကအော်တိုဘားလ19ရက်ဒီနေ့ထုတ်ပြန်ပါတယ်ပြည်သူစစ်မှုထမ်းဥပဒေနဲ့မတရားဖန်ဆီးစုဆောင်းထားတဲ့လူငယ်တွေကိုလက်ခံလင်းကျစ်ပေးနေတဲ့စစ်တင်တဲ့အကြောင်း29ခုတိရှိလာပြီလို့ဆိုပါတယ်စစ်မှုထမ်းတပ်သားတွေကိုတုံ့ပြန်စုဆောင်းရရှိမှုအပေါ်မူတည်ပြီးစစ်ကောမရှင်တပ်ဟာအရန်တင်တဲ့အကြောင်းတွေအဖြစ်ချီလင်းအကူလက်နက်ကြီးတင်ကြောင်းတမတော်ကိုခံပညာတဲ့အားကစားသိပ္ပံ အမှတ်50ခွန်တက်လေ့ကျင့်ရေးတက်မှာတိုးပွင့်လေ့ကျင့်ပေးနေရပါအဲ့ဒီစစ်အခြေခံလေ့ကျင့်ရေးတက်ကိုတက်တက်မတော်တန်းမြေလေ့ကျင့်ရေးကျောင်းဆက်တက်တက်ဒရာခန်နဲ့အချက်ကြီးသင်ကျောင်းနဲ့တက်တက်မတော်ကွန်ပျူတာနဲ့အနည်းပညာသိပ္ပံပူသင်တဲ့ကျောင်းဘာထူရှင်းလင်းရင်အခုလက်နက်ကြီးသင်ကျောင်းတက်မတော်ကိုခန့်ပညာနဲ့အားစားသိပ္ပံအမှတ်50ခွန်ရေးတက်လေ့ကျင့်ရေးတက်မှာစစ်မှုထမ်းအပတ်စဉ်ဆက်ခွန်ဒီလက်ခံလေ့ကျင့်သင်တန်းပေးခဲ့ပါတယ်အဲ့ဒီစစ်ကော်မရှင်တဲ့စူမိုထိန်ရှုံမှုအကောင့်နဲ့ချမ်းပြီရန်ကုန်တိုင်း AR တိုင်းမွန်ပြည်နယ်နေပြည်တော်မန္တလေးတိုင်း ။အခုတိုင်းမှာစစ်တင်တဲ့ကြောင်း15ကြောင်းမှာပြည်သူစစ်မှုထမ်းတင်တဲ့ဗတ်စင်အများစုကိုလက်ခံလေ့ကျင့်ပေးနေတဲ့ပြည်မတင်တဲ့ကြောင်းနေရာတွေပါ။အဲ့ဒီစစ်အခြေခံလေ့ကျင့်ရေးတပ်တွေဟာပြည်သူစစ်မှုထမ်းတင်တဲ့အပြင်အခြေခံတပ်သားတင်တဲ့တွေကိုလည်းလက်ခံလေ့ကျင့်ပေးနေပါတယ်။စစ်ကော်မရှင်တပ်ဟာအော်တိုဘားလ10ရက်နေ့ဒီစစ်မှုထမ်းအပတ်စဉ်စက်ခွန်ကိုလေ့ကျင့်တင်တဲ့ပေးထားပြီးအပတ်စဉ်16ကိုမကြာခင်ဖွင့်ဖို့ပြင်ဆင်နေတာပါ။စစ်မှုထမ်းတပ်သားတွေလာစဉ်သမတ်အရေးအတွက်ကြော်လွန်ရရှိအောင် စစ်ကောင်မရှင်တက်ကနီလန်းမျိုးစုံနဲ့ဖန်စီစုဆောင်နေတယ်လို့အရှိန်ဟုံမပြတ်လေးချစ်တင်နေပေးနိုင်အောင်လဲစစ်တင်နေကြောင်းတွေထပ်တိုးပြင်ဆင်ပွင့်လာပါတယ်စစ်ကောင်မရှင်တက်ဟာအော်တိုဘလာ၁၀ရက်နေ့ဒီစစ်မှုထံအပတ်စဉ်ဆက်ခွန်ကိုလေးချစ်တင်နေဆင်ပေးထားပြီးအပတ်စဉ်၁၈ကိုမကြာခင်ပြင်ဖို့ပြင်ဆင်နေတာပါစစ်မှုထံတပ်သားတွေလက်စင်တမန်အရေးအတွက်ကြုံလင်ရရှိအောင်စစ်ကောင်မရှင်တက်ကနီလန်းမျိုးစုံနဲ့ဖန်စီစုဆောင်နေတယ်လို့အရှိန်ဟုံမပြတ်လေးချစ်တင်နေပေးနိုင်အောင်လဲစစ်တင်နေကြောင်းတွေထပ်တိုးပြင်ဆင်ပွင့်လာပါတယ်